ဟာလေလုယာဟာလေလုယာယေရှုခရစ်တော်ရဲ့အောင်ပွဲကနေအရောက်စီတိုင်းကိုပြန်လဲကြိုဆိုပါတယ်။တခင်ယေရှုခရစ်တော်သည်ကျွန်တော်ကျမတို့အတွက် ကောင်းကင်ဘုံဘုံစည်းစိမ်ကိုဆွံ့လွှတ်၍လူသားအဖြစ်ကိုဆင်းလာတယ်။ယနေ့လူသားအဖြစ်မှာအကောင်းဆုံးသောအသက်ကိုရှင်တယ်။လူသားတို့မလိုက်ရှောက်နိုင်သောပညာတော်ကိုပြည့်စုံတဲ့ဒီလိုက်လျှောက်တယ်။လူသားတို့ရဲ့အပြစ်အာလုံးကိုယူဆောင်ပြီးကရာနီလဝါကားတိုင်းပေါ်မှာပေးခြင်းတအောင်ခံတယ်။နာကျင်ပြင်းပြလှစွာသော ဝေဒနာများကိုခံယူခဲ့တဲ့အဆုံးအစွန်ဆုံးသောအဆက်ကွဲခြင်းညှဉ်းပန်းခြင်းနှိပ်စက်ခြင်းဝေဒနာ အပေါင်းလူသားတွေခံရမဲ့ဝေဒနာအပေါင်းကိုခံယူပြီးမှကုရာနီလဝါကားတိုင်းပေါ်မှာတည်ခြင်းတောင်းခံတယ်။သုံးရက်မြောက်သောနေ့မှာထားမြောက်ပြီးခမည်းတော်ဖရာရဲ့လက်ရာတော်ဘက်မှာအမှုဆောင်သခင်ဖြစ်ယနေ့ကျွန်တော်ကျမတို့ရဲ့ဒုစရိုက်အပြစ်များအလုံးအတွက်ဖရာသခင်ရှေ့တော်မှာ ကူစားပြုဆုတောင်းပေးလက်ရှိတယ်။ဟာလေလုယာ။ယနေ့ယေရှုခရစ်တော်ကျွန်တော်တို့အတွက်ပြုသမျှသောအမှုရာအားလုံးကိုပြန်လည်အောင်မေးလျက်ယေရှုခရစ်တော်ဖျားဂျေစုတင်နေကိုတော်ပြုသမျှသောအမှုရာအားလုံးအတွက်ဂျေစုတင်နေဆိုပြီးမှယနေ့ဖျားသခင်ကိုချီးမွမ်းရအောင်ဖျားသခင်ကိုကိုးကွယ်ရအောင်ဖျားသခင်ရဲ့မျက်မှောက်တော်မှာအတူတကွာတိုးဝင်ရအောင်ကျွန်တော်တို့မှာပါလာတဲ့ဒုစရိုက်အပြစ်တွေကိုသခင်ရဲ့ရှေ့တော်မှာပြန်လည်ချထားရအောင်သခင်ယေရှုခရစ်တော်ရဲ့ အသွေးတော်ကိုဆွဲကမ်းရအောင်အသွေးတော်မှာတကူရှိတယ်အသွေးတော်မှာလွတ်မြောက်ခြင်းရှိတယ်အသွေးတော်မှာကယ်တင်ခြင်းရှိတယ်အသွေးတော်အားဖြင့်ဖခင်သခင်ရဲ့အနီးအနားကိုရောက်စေတယ်အသွေးတော်အားဖြင့်ဖခင်သခင်ရဲ့အိမ်တော်သားဖြစ်စေတယ်အသွေးတော်အားဖြင့်ဖခင်သခင်ရဲ့သားဖခင်သခင်ရဲ့အမွေစားအမွေခံသားဖြစ်ရခြင်းခွင့်ကိုရတယ်အသွေးတော်အားဖြင့်ပဲဖြစ်ပါတယ်